င်္ဂလာပါရှင်။တင်းနှောင်းဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ23ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တင်းနှောင်းဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှောင်းနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ Israel နဲ့စစ်ဖြစ်ပွားနေတဲ့ Iran ကို American စစ်တပ်ကတိုက်ခိုက်မှုတွေစတင်လိုက်ပြီလို့ American သမ္မတ Trump ကအခုလ23ရက်နေ့မှာကြေညာပါဗျ။ American ဟာ ်အစ္စရေးရဲ့အီရန်နျူကလ িয়ার တိုက်ဖျက်ရေးအစီအစဉ်ထဲမှာပူးပေါင်းပါဝင်တဲ့အနေနဲ့အီရန်ကနေရာသုံးခုကိုအမေရိကန်စစ်လေယာဉ်တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါ။အီရန်ရဲ့နျူကလ িয়ার စခန်းသုံးခုဖြစ်တဲ့ဖော်ဒို၊နာတက်၊အစဖာဟန်စတဲ့သုံးနေရာကို အမေရိကန်ကဝန်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အမေရိကန်လီတက်ကရေဒါထောက်လန်းမှုကိုရှောင်ရှားနိုင်တဲ့ကိုပြောက်နီးပညာတုံတိဆောက်ထားတဲ့ B2 တိုက်လေယာဉ်အမျိုးအစားကို အသုံးပြုပြီးတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ မင်းကနေတနင်းသားရီမျိုးကိုရိတ်ခါပိုးတဲ့စစ်ကောင်စီရိတ်ခါကားတန်းကိုတော်လိုင်းရီတက်တွေဘက်ကအခုလ16ရက်နေ့မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့မြေပြင်ရေးဘော်ရေးစီကသိရပါဗျ16ရက်နေ့မနက်ပိုင်း7:00နာရီခွဲဝန်းကျင်မှာတနင်းသားရီမျိုးနယ်အော်ကြီးရွာအနီးကိုဖျက်သွားတဲ့စစ်ကောင်စီရိတ်ခါကား၅စီးကိုတော်ပုံကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ကြားနက်တပ်စိတ်တို့ကနေမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျမိုင်းဆွဲတိုက်ခိုက်မှုမှာရိတ်ခါကား၃စီးထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား6ဦးထက်မနည်းသေဆုံးခဲ့တယ်လို့တပ်ဖွဲ့ဝင်တွေကဆိုပါတယ်ကရင်ပြည်နယ်မြောက်ဝတီမြို့တောင်ဘက်မြန်မာတိုင်းနယ်စပ်မြင်းအနီးကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥကရိထစခန်းကိုတော်လိုင်းရင်တပ်တွေဘက်ကပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတယ်လို့သိရပါဗျ။လွန်ခဲ့တဲ့3နှစ်ကစစ်တပ်ဘက်ကနေစခန်းမကျအောင်အပြင်းထန်ခုခံခဲ့တဲ့ဥကရိထစခန်းကိုတော်လိုင်းရင်ပူပေါင်းတပ်တွေဘက်ကအခုလ17ရက်နေ့ကစလို့ပြန်လည်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ KNU, KNLA, KNDO, PDF နဲ့ပူးပေါင်းစစ်ကြောင်းတွေကနေဥက္ကဋ္ဌစခန်းကိုဝန်ရံပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။တနင်္လာရီမျိုးနဲ့အောက်ကင်းရွာအခြေစိုက်ခမရ99ခေါ်တရင်ကစစ်ကောင်စီတပ်သား2ဦးလမ်းကင်းတောင်ဝင်ကြနေချိန်ထွက်ပြေးလာပြီးတနင်္လာရီမျိုးနဲ့ပကဖစီမှာအလင်းဝင်လာတယ်လို့ထုတ်ပြန်ပါတယ်။အလင်းဝင်လာသူ2ဦးဟာစစ်ကောင်စီကအတင်းအဓမ္မတပ်သားစုဆောင်ခံရတာကြောင့်အပတ်စဉ်တင်မှာတန်တန်းတက်ခဲ့ပြီးနောက် အခုလ19ရက်နေ့မှာအလင်းဝင်လာတာပါသူတို့နဲ့အတူ MM3 တနက်နယ်လန်ကြီပေါက်တွေကြီးစံတွေကိုလည်းယူဆောင်လာတယ်လို့သိရပါဗျမီးတို့ရဲ့ကာလန်ပိုင်းမှာအရင်ကထက်လက်နက်ကင်စစ်စီရေးဂိတ်တွေပုံများလာလို့ဒေသတွင်းခီးသွားလာသူတွေအနေနဲ့အခက်တွေ့ကြရတယ်လို့ဆိုပါတယ် စစ်ကောင်စီဘက်ကဂိတ်တွေအပါအဝင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ PDF, KNU နဲ့ KNLA တို့ရဲ့စစ်စေးရေးဂိတ်တွေလည်းအများပြားရှိနေပြီး စစ်စေးရေးဂိတ်ပေါင်း30ကျော်အထိရှိလာနေတယ်လို့သိရပါဗျ။စစ်စေးရေးဂိတ်တွေကစစ်စေးဓာတ်တွေကြောင့်လမ်းခီးကျကြတဲ့အပြင်ဂိတ်တိုင်းနီးပေါင်းမှာပတ်စံပေးနေကြရတာမို့ခီးတစ်လျှောက်9000ထက်မနည်းဂိတ်ကြီးပေးနေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။